ဆရာညိုထွန်းလူရင်အရှိဘက်ပွဲကြီးစဉ်ပေါ်မှာဆိုတဲ့ဝတ္ထုတူဖတ်ပြမှာပဲဖြစ်ပါတယ်အရှိဘက်ပွဲကြီးစဉ်အပေါ်မှာ အနောက်ဘက်မိုးကိုဆဝိုင်းစီမှာနေရောင်ခြေဝင်းနေတော့လေအပူငွေတွေကို မခံစားရတော့နေဤအလင်းအောင်နဲ့အတူလမ်းမပေါ်သို့အန်ချလာခဲ့သည့်အဆောက်အဦတွေအရေးတွေက ရှေ့လျားစပြုလာပြီပြာလွင်သောမိုးကောင်းငင်ထဲမှာတိမ်စုပ်တိမ်ခဲတွေတွေ့ရွေ့လွင်မျောနေလျက်မိုးသည်ဆက်ခွာတော့မည်ဖြစ်တော်လဲစောင်းဝင်တော့မည်အရေးအခြေကိုမတွေ့ရသည် အပူအေးမြတ်တာပြီးမိုးလေကင်းစင်သည့် ရာသီဥတုဤတာယာသောညနေခင်းသည်ကျွန်တော်စိတ်အာယုံတွေကိုလန်းဆန်းသွားစေခဲ့သည်။အိမ်ရှိတန်းလျခုံပေါ်မှတခဏထိုင်လိုက်သည်။အိမ်ရှိမြေနေရာလေးမှစိန်တလုံးတစ်ရက်ပင်တပင်ရှိသည်။ပံပြိုချံကဝဲယူဆိုင်ပြိုးထားသည့်အာဆီယံတပြေပင်လေးလူတစ်ရက်ကျော်ခန့်မြင့်နေပြီ။ပြီးတော့ပံအိုတွေထဲမှဇွန်၊စပယ်၊တနခါပင်တွေ၊ဂမုံးပင်တွေ အိမ်ဝင်းတရှောင်းနှွယ်တက်နေသည်ဒေါ်စပယ်နှင်းခိုင်ရွှေဝါတွေကပွင့်ဖူးနေလျင်မြေနေရာကျင်းတော်လဲတစ်ပင်ပတ်မင်းတွေက သူ့နေရာနှစ်သူရှိနေ၍ကြည်ရတာလှနေသည်ကျွန်တော်မျက်လုံးတွေက မြင်မသောအစာအုပ်တွေချာမှ မြင်တွေ့ခွင့်ရသည်မိုးကောင်းငင်စီတို့ရောက်သွားခဲ့သည်ခတ်တာကမိုးကိုမျောပြီးမော်ဝေးကြည့်ခဲ့ရသည့်အချိန်ကြည်ကြဲဝုန်းဝုန်းမတွေ့မြင်ရ၍အားမလို့အားမရဖြစ်နေမိသည် မိုးကောင်းကင်ကြီးကိုကျွန်တော်ချစ်သည်ငယ်စဉ်နှုန်းကကွင်းပြင်ကျဲထဲမှာပလက်လန့်အိပ်ပြီးအစုံစားမရှိသည့်မိုးကောင်းကင်ကိုငေးကြည့်ရတာကိုပဲသဘောကျ၍မဆုံးတော့စိတ်အာယုံသည်လွေမျိုးနေသည့်တိမ်တွင်နှင့်အတူ ခရီးသွားရင်းလွတ်လပ်ပေါ်ပါပျော်ရွှင်နေလျင်ဘဲကလာသည်လဲဘဲကိုသွားမှလဲအတိတ်ကာလစီတို့ခရီးလေပြန်လာ အနာဂတ်စီတို့လာကျွန်တော်မသိပါ တည်စရာလဲလိုမီမထင်ပါအရှိတရားနှင်းဖြစ်တည်ခြင်းမှာတခဏများကင်းခွာသွားခြင်းသည်ကျွန်တော်အတွက်တော့မိုက်မဲသောပျော်ရွှင်မှုတစ်ခုဖြစ်နိုင်သည်ဟုပဲဆိုလိုက်ပါမည်ဒါကလောကသဘောတဘာဝကို နားလည်လာခဲ့သည့်အရွယ်ကို ရောက်လာသည်မို့စင်ကြယ်အသည့်ဖြင့်နိုင်စာ၍မိမိကိုယ်ကိုအပြစ်မှလုကင်းစေမည်ရှော့ပေါ်သုံးတဲ့ဝေဖန်မှုတစ်ခုမျှသာ အသက်အရွယ်ကြီးရင်လာသည့်အချိန်တွင်ကျွန်တော်တို့သည် အရှင်ဟုန်ပြင်းထန်သည့်ဤပညာလှိုင်းပေါ်မှရေခုံစွာစီမျောရင်းတစ်ချိန်ကရှိခဲ့ဖြစ်ခဲ့သည့်အကြောင်းအရာတွေဓာတ်ပုံတွေကိုတယောက်ကိုတယောက်မျှဝေပြီး ခလေးတွေလိုအမှတ်တမဲပျော်ရွှင်နေမိကြသည်နောက်သူပြန်လှည့်၍မရတော့ ကျွန်တော်တို့ဤခြေလမ်းများသည့် globalization ဆက်ဆံရေးထဲမှ ရောင်နာနာဖြင့်ရှောက်လန်းနေရတော့လေ ကျွန်တော်တို့ဤစိတ်အာယုံကျဆင်းရသည်နှစ်တော်တော်ကြာအပြောင်းလဲမရှိခဲ့သောအမြင်အကြားတွင် ဖုံးပိတ်ထားသောခေတ္တခေတ်ဤဥက္ကုံကျင်းကျင်းလေးထဲမှရှိနေခဲ့သည်ဒုနေရသည်ကျွန်တော်တို့ဤကဘာတစ်ခုဖြစ်သည်နောက်သို့ခြံရိတ်ခေရသည်အတိတ်ကာလတစ်ခုလည်းဖြစ်သည်ဘလို့ကြောင့်ရမသိပါတခါတည်းရင်တော့ဘဝနေထိုင်မှုပုံစံတွင်စဉ်စားတွေးခေါ်မှုတွင် ပြောင်းလဲထူစင်ပုံသွင်းလိုက်သည်အွေမြန်သောခစ်ကြီးထဲမှရုံထွက်ပြီးလေပြာကလေးတစ်ကောင်လိုလာရလန်တိုင်းဝဲပြန့်သွားချင်ပါသည်အစစအယယာမပြည့်စုံစင်ရဲ့ပင်မစွာရုံကင်ရင်မျောလင်းချက်တွေပျောက်ဆုံးကုန်ပြီးခီဤပုံစံွက်ထဲမှ နေသားကြနေသောဘဝ၏ပုံရိပ်တွေကိုမြင်ရောင်လာခဲ့သည်လူတဘောကထူဆန်လာ၏ ပေးဆက်ခဲရတာတွေနဲ့နှိုင်းရှင်လိုက်လျင်ရရှိခဲ့သည့်ပျော်ရွှင်မှုသည်တေငယ်သော အစိတ်ပိုင်းလေးတစ်ခုသာဖြစ်တော်လေ။နာကျင်မှုတွေကိုမေ့ဖြောက်ပြီးပျော်စရာလေးတွေကိုပဲတွေးရင်အတိတ်မှာမွေ့ရောခြင်းနေကြပြန်သည်။တွေးရင်ဖြင့်စိတ်လှုပ်ရှားသွားသည်။မိုးကောင်းငင်စီမှလေးစင်နှမောင်းတစ်ခုထိုးဆိုင်ဆင်းလာပြီးကျွန်တော်ကိုဆွဲယူသွားသည်လားခံစားလိုက်မိသည်။လူတကူလုံးလွင်မျောသွားခဲ့ရသလိုလို့ ထိုနောက်ပြဆက်အခန်းအခုပြောင်းမှနောက်ခံကားလေးအစ်တတစ်ခုရှိကဇက်ကောင်တစ်ခုလုံးကျွန်တော်ဒီလဲမြန်မာဘရင်နောက်ဆုံးထိဆိုင်ခဲ့သည်ရှေးမျိုးတော်ဟောင်းကြီးထဲမှရောက်နေသည်ကိုသတိပြုမိလိုက်သည်တအုပ်နှစ်တအုပ်ချစ်ခင်ရင်းနှီးနှွေးထွေးချပြီးကြီးလက်ဆန်သောလူဖွဲ့စီတရှိနေသည် ရှေးမျိုးဟောင်းကြီးမှကျွန်တော်လူလားမြောက်ကြီးပြင်ခဲ့သည်ဒီမျိုးတော်ဟောင်းကြီးမှခင်ဆက်ဆက်တရှိနေခဲ့သည် ဂုံယူစရာတမိုင်းမှတ်တမ်းများနဲ့အတူအယောင်တွေရနဲ့တွေအသွင်တံတွေကကျွန်တော်ခန္ဓာကိုယ်ဤသွေးကြောရီထဲမှစီးဝင်နေလျင်ကျွန်တော်ဘဝဤမမတ်သားသားပြောစရာပျော်ရွှင်ခဲ့ရသည့်နှစ်ကာလများသည်ကြီးရွာကြီးဒီရွာလိုဖြစ်နေသည့်ဒီနေရာမှာပင် ရှိခဲ့သည်ဇေယျရလျင်ကျောင်းနေပဲငယ်ငယ်ချင်းတွေမိတ်ဆွေတိုင်းဝိုင်းတွေနှင့်ကျွန်တော်ဤလောကဝင်ခြင်းသည့် လက်ရည်တစ်ပြေနှင်းဖြင့်ပျော်စရာကောင်းလှသည်မိုးကုံဆောင်ရသည်ကိုရောက်တော့မြည်မှုတနေ့တာချိန်ကာလသည်စိုးလှင်စွာနှောက်ဆုပ်ဖို့ဟန့်ပြေနေလေပြီအနောက်ရက်စီမှရှောကျလာသည့်နေသည်ရွှေရောင်လင်းနှင်းတွေကိုဖြန့်ကျက်နေလျက်စပိန်တွေစိုက်ကားတွေမြင်းလဲတွေဖြင့်အသွာလာစီကားနေသည့်လမ်းမပေါ်တွင်ကနေနေမောင်းနေသည့်ဘက်စကောင်းအိုကြီးတစ်စင်းကိုတွေ့ရသည်။စိုက်ကားဖက်တီတဲ့ က်တရားလန်စီကမြင်းခွာတန်တို့နှင့်အတူ မြင်းလဲသမားဤဘေးကိုဘေးကိုဆိုသည့်တတိပေးတန်တွေက နေစဉ်အတက်ဝင်လှူရှာနေသည့်မြင်ကွင်းကို ဖော်ပြနေလျက်ရှိသည်ကျွန်တော်သည်စပိန်ကိုအေးအေးဆေးဆေးနင်းလာရင်ဘာသူဘောလုံးကွင်းကြီးရှိမှရက်လိုက်သည်ညနေခင်းအလင်းရောင်အောက်မှဘောလုံးကွင်းနောက်ဖက်ချမ်းကအုတ်နေရန်ကို အထင်းသာမြင်ရသည် ဆပိန်အနှံပြီးနောက်အရှိတ်ပွဲကြီးစဉ်ဤဝင်မောက်တနေရာသို့ရှောက်လာခဲ့သည်ဘောလုံးပွဲကြီးရှုသူနေပါနေ၍တန်းစီစီရမလိုပါကျွန်တော်ငငယ်တဲကဘောလုံးပွဲတွေကိုဆွေးနေခဲ့သည်ဘာသူဘောလုံးဝင်းထဲသို့တွားရောက်ကြည့်ရှုခဲ့သည်ဘောလုံးပွဲရေတွက်မိမျှရှိသည်ကိုပင်မှတ်မှတ်မိတော့ဘောလုံးပွဲကောင်းတွေရှိသည့်အခါမျိုးတွင်ဘာသူဘောလုံးကွင်းတွင်၌အားပိတံတွေဖြင့်စူညံပွဲလို့ရိုက်နေလျက် ရီမောတန်တွေပြပြနှင်းနှင်းဆဲဆိုတန်တွေလက်ခုပ်တန်တွေဘောလုံးသမားတရားဝင်းထဲမှကစားနေရင်နာကျင်လဲကြသွားသည်နှင်းပရိသတ်ကရေခဲရေခဲဟုဩကြသည်ဘောလုံးသမားတရားထိခိုက်နာကျင်သွားတော်လဲရေခဲတုံးတွေကက်ပေးယုံမှလွဲ၍ကုဆရာဆေးမရှိသည်ကို ပွဲကြည့်ပရိသတ်ကအလိုလိုသိနေကြ၏ဘာထုကွင်းဤလေးဘက်လေးတန်းရှိ ပွဲကြည့်စဉ်တွေပေါ်မှဘောလုံးပွဲတွေကိုကျွန်တော်ကြည့်ခဲ့သည် စိတ်သားကင်းနှင်းစမှုသာတုတ်ကိုစားသည်မြေပဲစားလှော်ကိုအပြင်းပြေဝါသည်အရွယ်ရောက်လာသောအခါကုန်းတမြုံမြုံဝါရင်ကြိရှုအားပေးခဲ့သည်ဘောလုံးပွဲသည်ရင်ထဲကမကြင်မနက်ဖြစ်သည်။တွေကိုပောက်ကွဲဖွင့်ထုတ်စီရနေရာကွင်းထဲကဘောလုံးသမားတွေခမရှိသမားဆွေမျိုးနှင်းမအေးနှမမကြက်အောင်ငါအကိုင်းတုတ်ခန့်နေရသည်ကျွန်တော်ဒီလေအများနည်းတူစူညံစွာအော်ဟစ်အားပေးခဲ့ဘူး၏ ိုင်ဆုံးပြက်ကိုမကျေနပ်၍တွေ့ရဖြင့်ကောက်ပေါက်မိသည့်အထိဒေါသကြီးခဲ့၏ထို့အတူပြိုင်ဆိုင်မှုပြင်းထန်သည့်တိုက်နှစ်ပြီးနေဘောလုံးဝဲမှာတကွင်းလုံးခွဲမိုးတွေရွာကုန်၍အသက်လူထွက်ပြေးခဲ့ရမှုသည်ပါထူဘောလုံးဝင်ကြီးသည်ညနေအချိန်မှာဘောလုံးပွဲတွေကျင်းပပြီးသူညံ့နိုးကြွားနေတော်လဲဘောလုံးပွဲပြီး၍ညမောင်ရောက်သွားသည်နှင့်အသက်ဝိညာဉ်ကိမဲ့ပြီးတစားပြင်အလားတိတ်ဆိတ်ငြိမ့်သက်သွားလေရှိစမည် ်အမှန်တော့ကျွန်တော်ကဘောလုံးပွဲတွေကိုတိတ်ဆိတ်အေးချမ်းစွာအားပေးခြင်းသူဖြစ်သည်ဒီမှာပင် အမိုးကမရှိရှေးလျားကျဝန်းသည် အရှိဘက်ပွဲကြည့်စဉ်သည်ကျွန်တော်အားဆွဲဆောင်နေလျက်တို့ဖြင့်ပြိတာစိတ်ဝင်စားမှုနေပါသည် မြို့နယ်ဘောလုံးပွဲတွေကျင်းပသည့်ချိန်တွင် အရှိဘက်ပွဲကြည့်စဉ်သို့ရောက်သွားခဲ့သည် အစင်လိုက်ရှိနေသည့်ပွဲကြည့်စဉ်ခုံနှန်းတွေပေါ်တွင်ဘောလုံးပွဲကြည့်သူများ အနှင်းငယ်သာရှိသည် ဘောလုံးကွင်းထဲမှာကဲနေသည်အသည်နှစ်သိအမိကိုကျွန်တော်မသိတနေ့ရမှထိုင်လိုက်ပြီးနောက်ကျောရှိခုံနှန်းကိုမိလိုက်ရင်ခြေထောက်တွေကိုစိတ်လွတ်ကိုလွတ်ဆန့်ထုတ်လိုက်သည်ဒိုနောင်းခေါင်းမော့ပြီးအဆုံးစမရှိသည့်မိုးကောင်းငင်ကြီးကိုငေးမောကြည့်နေမိသည်လေပက်နေသည့်나이လက်တန်းသည်စက္ကန့်မိနစ်အမှတ်သားတွေကိုဖျက်တမ်းသွားခဲ့သည် ကိုရလက်တွေကိုပေါ်ပြနေသည့်ဆိုင်းမုတ်ပေါ်ကြာရောက်နေသည့်နေရောင်ကြီးသည်တဖြည်းဖြည်းအာရုံဖြောစင်းလာခဲ့ပြီ။မိုးကောင်းကင်မှတိမ်တွေခရီးနေလျက်အဝေးတနေရာတွင်လေတကွန်တစ်ခုကကောင်းငင်လီဟုန်စီးနေလျက်ဘောလုံးကွင်းနှင့်တိုင်လူကြီး၏ခရမှုတ်တန်ကတစ်ချက်တစ်ချက်လွင့်မြောလာလျက်တို့ရာတွင်မြင်ရကြရတာတွေကကျွန်တော်အားစွဲညီမသွားစေခဲ့ပါ။ ခဲနာကိုနှင်းတက္ကနာမြကင်းကွာသွားခဲ့သည်စိတ်အာယုံသည်မိုးကောင်းငင်းနေသောရောက်သွားပြီးပော့ပါရွှင်လန်းနေသည်အနီးမှလှုပ်ရှားတန်ကြလိုက်ရ၍စောင်းငယ်ကြည့်လိုက်မိသည် အနောက်ဘက်မိုးကောင်းငင်းစီသို့ငင်းမောနေသည့်လူတစ်ယောက်ကို တွေ့လိုက်ရသည်လူလက်ပိုင်းရွယ်ဖြစ်ပြီးအဝတ်စားတွေကခက်နွဲ့နွဲ့သူ့မျက်လုံးတွေကတော့ထူးခြားသည်မျောလင်းချက်တွေဖြင့်ရှုံးဆူလင်းလက်လျက်ရှိသည် သူဒီကျွန်တော်နားတော့မိသည့်ချိန်ကလေးကရောက်နေမှမသိကျွန်တော်ကိုမှတ်မိသေးရဲ့လားဟုလေတန်တူတူဖြင့်မေးလိုက်သည့်သူကို တခဏမျှငေးဆိုင်ကြည့်နေမိသည် အနှစ်30ကျော်ကပုံရိပ်တစ်ခုသည်မက်သားညံနေသောအလှေမြန်ရောက်လာခဲ့သည်မှတ်မိပဲဘယ်နေပါမလဲဗျာခမညာကျွန်တော်ရဲ့ဝတ္ထုတွေကလူတယောက်လေ ကျွန်တော်ကရင်းရင်းနှီးနှီးပြောလိုက်တော့လေသူစီကစိတ်အားထက်သန်ပြီးအရေးရောင်တွေကိုမတွေ့မြင်ရမိတို့ပင်ဖြစ်စီသူ့အကြောင်းကိုဝတ္ထုရေးခဲ့သည့်ကျွန်တော်မှာသူ့ကိုအတိပေးဖို့တာဝန်ရှိသည်1984ခုနှစ်ကလောင်ကျွမ်းသွားခဲ့တဲ့မိထဲမှာခမရတို့အိမ်လေးမိထဲကိုပါသွားခဲ့ရတယ်တကယ်တော့မိဟာခမရတို့ရဲ့အိမ်လေးနေမဟုတ်ဘဲ ခင်များတို့မိသားစုတစ်ခုလုံးကိုလောင်ကျွမ်းသွားခဲ့ရတယ်လို့ဆိုရမှာပါမိလောင်ခင်ရပြီးတော့အိမ်ကိုပြန်ဆောက်ဖို့လည်းငွေမရှိမိသားစုတွေလည်းတကွဲတပါဖြစ်ကုန်တယ်ခင်များအမေနဲ့ညီမလေးကမိတ်ဆွေတယောက်ရဲ့အိမ်မှာဖြစ်တယ်လို့နေရရှာတယ်ခင်များကတော့ဈေးနှုန်းချိုတဲ့အဆောင်တစ်ခုရဲ့အခန်းချင်းလေးထဲမှာပေါ့တမျိုးတည်းနေရပဲမယ်မိသားစုမစုံမတွေ့နိုင်ကြတဲ့အဖြစ်မိသားစုထဲမှာခမရအကြီးဆုံးဖြစ်ပေမဲ့ ရှေ့ဆက်ဘလို့စီစဉ်ရမယ်ဆိုတာခမားမသိဘူး။ဒီအကြောင်းတွေကိုတွေးလိုက်တိုင်းမွန်းကျက်နေတယ်။တကယ်ဖြစ်တည်နေတဲ့ဘဝထဲကနေပြီးခဏလောက်ယုံထွက်ခြင်းနေမိတယ်။ဒီလိုနဲ့ဘောလုံးကွင်းနဲ့အရှိတ်ပွဲကြည့်စဉ်ပေါ်ခမားရောက်လာခဲ့တယ်။ဘောလုံးပွဲမှာဘယ်အတွင်းနေကန်ကြလဲဆိုတာခမားကြည့်နေမှာမဟုတ်ဘူး။အရှိဘပွဲကြည့်စဉ်ပေါ်မှာလူရှင်းတဲ့တနေရာမှာထိုင်ရင်းအမှန်တကယ်ရင်ဆိုင်နေရတဲ့အရာအလုံးကိုမေ့ဖျောက်ပြီ ငိုကောင်းကတိမ်တွင်နေတူခမရဲ့စိတ်အာရုံတွေလွင့်မျောနေတယ်။ဘောလုံးမွဲပြီးလို့အမောင်ရိပ်တန်းလာတဲ့အချိန်ရောက်ရင် ခမရနေတဲ့အဆောင်ဟာအခန်းကြီးကြီးလေးစီကိုပြန်လာခဲ့တယ်။နောက်တနေ့ဘောလုံးမွဲရှိရင်အရှိဘက်ပွဲကြည့်စင်ပေါ်ခမရပြန်ရောက်လာခဲ့တယ်။အရှိဘက်ပွဲကြည့်စင်ပေါ်နေရာလေးဟာခမရအတွက်တော့တကယ်အရှိတရားတွေဟာနှစ်နာရီလောက်ထွက်ပြေးလွတ်မြောက်ခွင့်ပေးတဲ့နေရာလေးပဲ။ အဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်ကဖူးသစ်ဝေမဂ္ဂဇင်းမှာဝတ္ထုရေးလိုက်တာပါအဲဝတ္ထုကောင်းစဉ်တော့ကျွန်တော်မေ့နေပြီ sorry ဗျာအမှန်အတာအသိအစအားနေတယ်ကျွန်တော်ရဲ့ချုံရင်းချက်ကိုတောင်းပန်ပါတယ်သူကဘာမှပြန်မပြောပါဘောလုံးပွဲကိုတိတ်ဆိတ်စွာငေးမောနေလျင်တခဏကြာမှသူ့စီကအတန်ထွက်လာခဲ့သည်ခမည်းပြောသလိုပဲတကယ်အရှိဖြစ်စဉ်တွေတည်းဟာ တခဏလွတ်မြောက်ခြင်းလို့ဘောလုံးခွဲနဲ့ရောက်လာခဲ့အောင်ကျွန်တော်ဝန်ခံပါတယ်။ဒါပေမဲ့အိတ်စိတ်နဲ့တူစိတ်ကူးမျောလင်းချက်ကလေးတွေလင်းလက်လာခဲ့တယ်။ဟိုခုံနဲ့သုံးခုံမြောက်မှာထိုင်နေတဲ့တမိကြဆုံတွဲကိုခမရမြင်မှာပါ။တို့လို့လေကျွန်တော်လိုပဲဘောလုံးခွဲနဲ့ရောက်လာကြပြီးဘောလုံးပွဲမကြည့်ကြဘူးလေ။သူတွေဘာတွေပြောကြတွတ်ထိုးနေကြတာလဲ။တခါတလေမျိုးသမီးစီယာအတန်လွန်လွန်လေးနဲ့ရီမောတန်တွေကိုကြားရတယ် ပုပ်ပွန်လင်းလင်းပြောမယ်ဗျာအဲ့လိုချစ်စရာ ကြည်နူးစရာကောင်းတဲ့သူတို့ကိုကျွန်တော်လည်းအားကြမိတာပေါ့ဘဝတူတယ်တန်တရားရှိတယ်ဆိုပေမဲ့တယောက်ကိုတယောက်ချစ်ချင်းမြတ်တာတွေနဲ့ချီနှောင်လိုက်ပြီးဘဝနှစ်ခုပေါင်းစည်းခဲ့ကြတယ်အဲ့အရာတွေကလည်းလူဘဝမှာဖြစ်ရိုးဖြစ်စဉ်တခုမှမထူးဆန်းမဲမဲအဲ့လိုဘဝမျိုးကိုပဲကျွန်တော်မျောလင်းခဲ့စိတ်ကူးရင်ခဲ့မိတာပေါ့ဗျာ ဒီလိုနဲ့ဘဝနှစ်ခုရှက်နွယ်ကူးဆက်ခဲ့ပြီးသာသမီတွေပွားစီလာကြမယ်။နေစဉ်အဆင်ပြေတာရှိမယ်အဆင်မပြေတာလည်းကြုံရမယ်။ခလေးတွေဖြေရောက်လာတဲ့အထိရုံးကန်ရှာဖွေရင်းတဖြည်းဖြည်းအိုမင်းကြမယ်။ဟောဟိုဘက်ခုံတဲ့နေရာမှာကြည့်လိုက်ပါအောင်ဗျာ။အဖိုးကြီးနှစ်ယောက်ကြားထိုးနေတာတွေ့တယ်နော်။သူတို့နှစ်ယောက်စလုံးကလည်းဘောလုံးပွဲကိုစိတ်ဝင်စားကြအောင်။တယောက်နဲ့တယောက်အနိုင်မခံအရှုံးမပေးပဲအကျိတ်နဲ့ကစားနေကြတာပါ။ ကြားထုတ်ဖို့အတွက်ဘလို့ကြောင့်ဘောလုံးကွင်းနဲ့ရောက်လာကြတာလဲလက်ဖက်ရည်ဆိုင်မှာကြားထုတ်လို့မရဘူးလားစဉ်းစားစရာတွေနော်အသက်အရွယ်ကြီးရင်လာတဲ့အချိန်မှာကိုလောကဝင်းကျင်ဟာကြီးမြောင်လာခဲ့ပြီလေကိုလောကကွက်ဝင်းကျင်လေးမှာပဲပျော်ရွှင်မှုတွေကိုရှာဖွေရင်းနဲ့အချိန်တန်ရင်လောကဘဝတွေကအေးချမ်းစွာထွက်ခွာသွားရမယ့်သူတွေပါကျွန်တော်လဲအသက်ကြီးရွယ်ကိုရောက်လာရင်ဒီလိုပဲဖြတ်တန်းမှုရည်ရွယ်ခဲ့ပါတယ် ြစ်လာတာဖြစ်မလာတာတော့တကန်တာပေါ့ဗျာခမရောအသက်ရွယ်ကြီးလာတဲ့အချိန်ကာလကိုတွေးကြည့်မိရဲ့လားသားသမီးတွေကလည်းကိုယ်နာမှမရှိတော့ဘူးလေကိုနဲ့တူအမင်းလာတဲ့လက်တွဲပေါ်နေကိုမိတ်ဆွေ တငယ်ချင်းတွေရတာကိုတွဲလောကဝင်းကျင်တစ်ခုဖြစ်ကြံ့ရိတ်ခဲ့တယ်ပြောရရင်တက်ကြီးရွယ်ဦးတွေရဲ့ဘဝဟာသူတို့ချင်းချင်းတရားကိုတရားအမိတဟဲပြုတ်ပြီးဖက်တွဲရှင်သန်နေရတာကိုဗျာ ဒီလိုနဲ့တန်တရာခီကိုတရားပြီးတရားထွက်ခွာသွားကြတာပေါ့ကလေးတွေနဲ့ကျွန်တော်တို့ဟာခစ်တွေကိုအတူတကွဖြတ်တန်းနေကြပဲမဲ့ခံစားမှုချင်းမတူကြဘူးဗျတကယ်တော့ဟောဒီဘောလုံးဝင်းကြီးကအရှိဘက်ပွဲကြည့်စင်ဟာခမည်းမြင်တာခံစားရတာတွေထဲပိုပြီးလေးနဲ့တဲ့အထိပယ်တွေရှိနေပါတယ်လောကအမြင်ဘဝအမြင်တွေကိုကြကြပြင်းပြင်းမြင်နဲ့ကြည့်တဲ့အောင်ဖြည့်ဆည်းပေးနေတာပါ သူ့တန်ကတပြေးပြေးတုံးဝင်သွားပြီးရုတ်တရက်ရက်တန်သွားသည်သူကိုပြန်ပြောရမည်စကားတွေကိုရှာမတွေ့ပဲနှုတ်ဆွင့်နေမိသည်တိတ်ဆိတ်နေ၍လှည့်ကြည့်လိုက်တော့သူမရှိတော့ပြီသူသည်ကျွန်တော်နားသို့ဖြက်ခနဲရောက်လာပြီးနောက်ရုတ်ကြီးစေသလိုပျောက်ကွယ်သွားခဲ့သည်သူ့ဖေကိုရောက်သွားပြီလေမိုးကောင်းဝင်စီသို့လွင့်မျောသွားခဲ့သည်လားအစောကပေါ်ပါွှင်လန်းခဲ့တာတွေအလုံးလွင့်ပြဲသွားခဲ့ပြီး ကိုတက်ရွယ်ကိုလည်းပြည်လဲသတိပြုမိရင်တက်ပြင်းတစ်ချံမှုတ်ထုတ်လိုက်မိသည်ကိုဗစ်ရောဂါကြောင့်ရှေးခရီးကိုထွက်သွားခဲ့ရရှာသည့်မိတ်ဆွေတငယ်ချင်းတွေကိုလည်းသတိရသည်တို့ရာတွင်အသက်ရှင်သန်ကြံ့ရည်သူများသည့်ခမများမှလည်းဘာမှမရေရာသည့်ကာလခီးကိုရင်တိတ်ထိတ်ဖြင့်ဖျက်သန်းနေရစေကိုဗစ်ရောဂါကချင်းချောက်သလိုစစ်မီးကလည်းတောက်လောင်နေလျင် တွေးကြည့်လိုက်နှင်းတော့ခက်ခဲစွာရှင်သန်ဖြတ်တန်းကြရသည်ကျွန်တော်တို့ဘဝတွေကဘာမှာအချမ်းသာဆုံးတစ်ထည်ကြီးဤလွန်မက်ကအာကာသခီကိုတွားခဲ့သည်သူကအာကာသထဲမှမိုင်မောင်းထောင်ချီဝေးသည်မြေကဘာကိုလှမ်းကြည့်လိုက်ပြီးကဘာကြီးဟာစိတ်ဆူလန်းဆက်နေတယ်ဟုပြောခဲ့သည်တည်းသို့တော်လည်းအဲ့ဒီကဘာကြီးထဲမှပြိုကျလူလူနိုင်ငံငယ်လေးကိုသူမမြင်တွေ့တော့ခဲ့တာတော့သိချပါသည် လာပါသောနိုင်ငံကလေးမှာယခုချိန်မှာတော့ယောဂန္ဓရကတ်နှင့်တက်တန်ရကတ်တို့ဖြင့်နေစဉ်နဲ့အမျှအသက်တွေတဖြုံဖြုံလွင့်ကျွေးသွားကြရမျက်ရည်တွေသွေးဆက်တွေနာကြီးကြည်ခွဲမှုတွေမိုးကောင်းကင်သို့ငှီးကြည့်နေသည့်ကျွန်တော်မျက်လုံးတွေကတဖြည်းဖြည်းမှုံဝါလာခဲ့သည်ကျွန်တော်တို့အားလုံးဤနေ့ရက်များသည်ပေါ်ပါဖြူရွှင်မှုတွေကင်းမဲ့နေရပြီတွင်ရင်ဖြင့်ရင်ထဲမှတင်းကျပ်လာခဲ့သည် မိုးကောင်းငင်ကိုမော့ကြည့်ရင်အနာဂတ်စီကမြုံနှင်းချက်နေရဲ့များကိုပင်မကြီးစွာဖြင့်ရှာဖွေနေမိသည်နေရောင်ပြောက်ွယ်သွားသည်နှင့်မနှက်ပြန်ဆိုသည်နေရတရက်ကိုစောင့်မျှော်နေရပြန်သည်တတစေဝင်ရောက်လာသည့်အမောင်းသည်ကျွန်တော်အားလွှဲချုပ်လာသည်ကိုသတိမပြုနိုင်ပင်ရှိနေခဲ့သည်ဒုစင်အရှိတ်ဘက်ပွဲတီစင်နေရာကတဝုံဝုံပြူကြတဲ့တွင်ကြားနေရသောအခါ ကျွန်တော်ရင်ထဲတွင်အမျက်တနှိုးထားခဲ့သောအရာတစ်ခုပျောက်ဆုံးသွားသလိုခံစားလိုက်ရသည်အမှန်သောတစ်ချိန်ကအမှတ်တရလွမ်းမောတတစရာများသည်ခေကာရိုက်ခက်လိုက်သည်လေရိုင်းထဲမှလွင်မျောပြောက်ွယ်သွားခဲ့ကြပြီပဲကြည်လက်ဆန်သောမြို့ကြီးသည်နှစ်ကာလတို့တွင်မှပင်သူဝေယုံဟောင်းကို ခွာချလိုက်ပြီး၂၁ရာစု၏ဝေယုံတစ်ကိုဆင်မြန်းလိုက်လေပြီ အစင်းမြင်းအဆောင်အုံတစ်တွေနေရာအနှံပေါ်ထွက်လာခဲ့သည်ခန္ဓာကြီးမှသည်ဟိုတယ်ကြီးတွေစားတောက်ဆိုင်တွေကုမ္ပဏီရုံးငန်းတွေလမ်းတွေမှာရင်သွားလာတွေဖြင့်ရှုပ်ထွေးနေလျက်ကိုမျက်စိအောက်မှာရုတ်တရက်ပြောင်းလဲသွားသည့်မြို့ပြမြင်ကွင်းတွေကိုငေးကြည့်ရင်မယုံနိုင်လောက်အောင်အံ့ဩမြင့်တက်နေမိသည်နေကြကြသွားခဲ့လာခဲ့ကြည်ရချင်းခက်ခဲသည့်နေရာအလုံးသည့ မှတ်ဉာဏ်နဲ့မှပျောက်ဆုံးကုန်ပြီမတော်တမလာတတ်အောင် ဖြစ်နေမိသည်အလင်းအမြန်ကြီးထွားလာသည့်မြို့ပြမြင်ကွင်းတွင်နှင်းအရွယ်အိုလာစားကျွန်တော်တို့တွင်သည်တဟဇာတာမရှိတော့မိတို့ပင်ဖြစ်စီကျွန်တော်ရင်ထဲမှာတော့အတိတ်ကအရေးတွေထင်ဟက်နေစေပါထူဘောလုံးကွင်းထဲကအရှိတ်ပွဲတီစဉ်ရှိနေစေ ွဲကြီးစင်ပေါ်မှာထိုင်ရင်စိတ်အာယုံတွေကိုလွှင့်၍ဥတီရမယ်ခရီးတွေကို သွားချင်နေစေ။ဇိုရလျင်နာကျင်ကြေကွဲရသည် အရှိတရားတွေထဲမှခနာမျက်ယုံထွက်သည်စိတ်ဆန္ဒတွေရှိနေစေ။ညအမောင်ရောက်လာ၍ခုံတန်းရပေါ်မှာထလိုက်သည်။တနေဝင်၍တနေကုန်သွားခဲ့ပြန်သည်။ပြီးတော့နောက်တနေရောက်လာခဲ့ပြန်အောင်မည်။ဘယ်မှာသွားစရာလာစရာမရှိသည့်ကျွန်တော်ဒီလေညနေဆောင်သည့်အချိန်မှာ အိမ်ရှိခုံတန်းရပေါ်တွင်ထိုင်ရင်တွေးချင်ရာတွေးနေအောင်မြင်ထင်းသည်ကျွန်တော်အတွက်တော့တန်းရခုံသည်ဘာသူဘောလုံးကွင်းထဲကအရှိတ်ပွဲကြည့်စဉ်လိုပဲမှတ်ယူထားလိုက်မိတော့သည်ညူထွန်းလူ